ဒီဘာဘူးတဲ့နဲ့တန်တန်းတို့စာချုပ်ဆိုခဲ့တဲ့တိုက်စစ်မှုစာလက်ရှာပရီးမီးယားလိပြိုင်ပွဲဝင်အသင်းတွေထဲမှာကစားနေတဲ့ကစားသမားတွေထဲမှာလစာအများဆုံးကစားသမားဖြစ်လာခဲ့တယ်လို့သိရပါတယ်။လီဗာပူးတဲ့ဟာအသက်32နှစ်အရွယ်ရှိဖြစ်ပေမဲ့ကမ္ဘာအကောင်ဆုံးကစားသမားတဝူလို့သတ်မှတ်ရမယ်။ရှေ့ဆန်းမပြတ်တနေတဲ့စာလက်ရှာကိုအဖက်ဖက်ကညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးနောက်မှာနည်းနည်းတန်တန်းစာချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။စာလက်ရှာတပတ်လောက်ခလာဆောင်ပေါင်းသိန်း၈တောင်တိရရှိခဲ့တယ်။ပရီးမီးယားလိရဲ့လစာအများဆုံးရတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။စာလက်ရှာလက်ရှိပေါ်လွှဲ ာသီမှာတွေးကို29ကိုကိုဖန်တီမှုဆက်ကြဲကြဲပြီးလုပ်နိုင်ခဲ့ပြီးပွဲစဉ်မှာသုံးသပ်ရှုပ်ပွဲကစားရတဲ့ပြန်ပွဲအပြေးပရီးမီးယားလိကိုပြောင်းလဲလိုက်ပြီးနောက်မှာဘောလုံးရည်တခုထဲမှာတွင်ကိုနဲ့ကိုဖန်တီမှုနှစ်ခုပေါင်းချင်းရေးအများဆုံးဆက်ဆောင်ပြနိုင်တဲ့ကစားသမားဆိုတဲ့စဉ်ရတဲ့ကိုပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဆာလက်ရှာတွင်ကိုနဲ့ကိုဖန်တီမှုနှစ်ခုပေါင်း44ချိန်စီပြုလုပ်နိုင်ခဲ့ကြတဲ့အာဆင်တိုက်စင်မှုဟာအွန်နရီနဲ့မန်စီတိုက်စင်မှုဟာဟာလန်တို့ရဲ့စဉ်ရတဲ့ကိုဂျပန်နိုင်ငံရာဖြစ်တယ်လို့သိရပါတယ်။